Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီ video လေးကတော့အခုခေတ်မှာသူများကအရင်တော့လို့ကျွန်တော်ဈေးရောင်းတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ကျွန်တော်တုံးနေတဲ့ဒီလိုမျိုး software လေးနဲ့တုံးပြီးမှဈေးတွေရောင်းကြနေပြီပေါ့နော်အဲ့ဒါကိုမှကိုကခုမှစဖွင့်မဲ့တူဒါမှမဟုတ်ရင်လည်းကိုကဖွင့်ပြီးသားတူတွေဆိုရင်တော့ဒီ video လေးကတော့ဒီတင့်အတွက်ပဲဖြစ်ပါတယ်သူများကဒီလိုမျိုး software တွေတုံးနေပြီ ဒီမျိုးကုံရောင်းကုံဝယ် software တွေတုံးနေပြီကိုကတုံးရရင်ကောင်းမလားမတုံးရင်ကောင်းမလားပေါ့နော်အဲ့လိုမျိုးတွေ့ဝေနေတယ်ဆိုရင်ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးပါကိုကဆိုင်ဖွင့်ထားပြီးမှ software ကိုတုံးပြီးမှဆေးရောင်းရင်ကောင်းမလားဒါမှမဟုတ်ရင်လည်းဒီတိုင်းပဲဆက်ရောင်းသွားမှာလားဆိုတာကိုအဲဒီ video ထဲမှာကျွန်တော် multiple အနေနဲ့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုအနေထားမှာဘာလို့မဆိုးဒီလိုမျိုး software လေးနဲ့ဈေးရောင်းလာကြပါပြီကျွန်တော်က ဘလို့စပြီးမှဒီလိုမျိုး software ကိုတုံးဖြစ်လဲဆိုတော့ကျွန်တော်ကတော့ဒီ sign ဖွင့်ဖွင့်ချင်းမှာကျွန်တော်တုံးလိုက်တယ်ပေါ့နော်အာဒီဒီလိုမျိုး sign ဖွင့်ပြီးမှနောက်ပိုင်းကျမှပဲကျွန်တော်ဒီလိုမျိုးပြောင်းတုံးတာမဟုတ်ဘူးကျွန်တော် sign မဖွင့်ခင်ကတည်းကကျွန်တော်ဒီလိုမျိုး software နဲ့တခါတည်းအဲပစ္စည်းတွေတွင်းပြီးမှတခါတည်းကျွန်တော်ဒီလိုမျိုး software နဲ့တခါတည်းရောင်းနေပေါ့နော်ကျွန်တော်ဒီလိုမျိုး software နဲ့အဲစပြီးမှအဲလောက်ခါစပါတော့เนาะကျွန်တော်ရဲ့မြို့မှာအ အဲကျွန်တော်ရဲ့နေရာမှာတော့ဒီလိုမျိုးကုံစုံဆိုင်ဆိုရင်ဒီလိုမျိုး software သုံးပြီးမှ ရောင်းတဲ့ဆိုင်ဆိုလို့ဒီဆိုင်မှမရှိပါဘူးတချို့ဒီဆိုင်နှဆိုင်လောက်ပဲရှိမယ်အဲ့ဒါတော့ကုံမာဆိုင်ပေါ့နော်ကျွန်တော်တကယ်ချင်းဆိုင်မှာပဲအဲ့ဒီကုံမာဆိုင်နှဆိုင်တော့ဒီလိုမျိုး software သုံးပြီးမှ ရောင်းတာတွေ့တယ်ပေါ့နော်ဒါပေမဲ့ကုံစုံဆိုင်ဆိုလို့ဒီလိုမျိုး scan ပြီးမှရောင်းတယ်ဒီလိုမျိုး software ဒီလိုမျိုးကုန်ပစ္စည်းထိန်း software လေးနဲ့ရောင်းနေဆိုတာကတော့ အာကျွန်တော်မတွေ့ရသေးဘူးပေါ့နော်ကျွန်တော်အခုဗီဒီယိုရိုက်တဲ့ချိန်ကြီးဒီဇိုင်းမှမရှိသေးဘူးပေါ့နော်ဒါကတော့ကုံစုံဆိုင်ကိုကျွန်တော်ပြောတာပေါ့နော်ဟုတ်ပြီကျွန်တော်လည်းဆဆတုံးတဲ့ချိန်တုန်းကကျွန်တော်လည်းအခက်ခဲပေါင်းမျိုးစုံကျွန်တော်ကြုံခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးကုန်ပစ္စည်းထိန်း software တစ်ခုခုကိုဝယ်တော့မယ်ဆိုရင်ကျွန်တော်ဒီမိတ်ဆွေတွေကိုကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီကိုနဲ့ kait တဲ့ software ကိုရှာပါပေါ့နော်အဲတချို့ကုန်ပစ္စည်းထိန်း software တွေကဒီဈေးအရန်ကြီးတယ် ဈေးရန်ကြီးတော့လဲကို့အတွက်အဆင်ပြေချင်မှပြေလိမ့်မယ်ပြီးတော့လဲဒီဈေးကြီးတိုင်းလဲမကောင်းလို့ကျွန်တော်ပြောချင်တယ်အခုကျွန်တော်တုံးနေတဲ့ဒီ software ကတော့ဒီ company thing software ကတော့ EBS လို့ခေါ်တယ်တကယ်လို့ကိုကဒီ software ကိုတုံးချင်တယ်ဆိုရင်တော့ဒီ Facebook ထဲမှာတွားရရှာကြည့်ပေါ့နော်သူတို့ရဲ့ဒီ company နာမည်က IB Star ပေါ့ company ကဒီ software ကကျွန်တော် support ပေးလို့ကျွန်တော်ဒီလိုမျိုးပြောတာမဟုတ်ဘူးအာဒီ software ကကျွန်တော်တုံးကြည့်ရတဲ့လောက်ကျွန်တော်အရင်အဆင်ပြေလို့ကျွန်တော်ဒီလိုမျိုးပြောပြတာကျွန်တော်တုံးခဲ့တာဒီတော်တော်ကြာနေပြီဗောနော်ခုဆိုရင်10နှစ်လား10နှစ်လားအဲ့လောက်တော့ရှိနေပြီအခုတည်းကဒီဒီတော်တော်အဆင်ပြေနေသေးတယ်ဘာ error မှတိတ်ကြီးကြီးမားမားမရှိဘူးဗောနော်မဖြစ်တာတော့မဟုတ်ဘူး software တိုင်း error တွေပါဖြစ်တတ်တယ် ဒါပေမဲ့ဒီကြီးကြီးမားမားကြီးဒီအဲ့လိုမျိုးဖြစ်တာမရှိဘူးပေါ့နော်ပြီးတော့လဲနောက်ထပ်တို့ရဲ့အကောင်းဆုံးဝန်ဆောင်မှုတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီကျွန်တော် software တစ်ခုခုဖြစ်တယ်ဆိုရင် any tag ကနေတစင်းတို့ရုံးကနေကျွန်တော်ဆက်ကိုဝင်ပြီးမှကျွန်တော်စင်းထဲဝင်ပြီးမှတို့ကြည့်ပေးတယ်ပေါ့နော်အဲဘာတွေလုပ်ရမယ်ပါညာပေါ့နော်အဲ့လိုမျိုးတို့လုပ်ပေးတယ်ပြီးတော့လဲဝန်ဆောင်ခဆိုလဲမရှိဘူးပေါ့နော်ဒီ software လေးကတော့လတ်စင်ကြီးတွေပါလဲမရှိဘူးကိုမွေခင်မဒီအကြောင်းတွေကိုစုံစမ်းပြီးမှ ကိုနဲ့ kait တဲ့ software ကိုဝယ်ပါလို့ကျွန်တော်ပြောချင်ပါတယ်။စာလုံးတော့ဆိုရင်တချို့ကျွန်တော်နဲ့ရင်းနေတဲ့ customer တွေကလည်းပြောတယ်။ဒီမျိုးစိတ်နဲ့မရောက်နဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အရန်နေတယ်အဲဘောနော်အဲ့လိုမျိုးတွေလည်းပြောတယ်ဘောနော်ကျွန်တော်လည်းအဲ့ချိန်တုန်းကဆိုရင်အရင်စိတ်ရှုပ်တယ်အဲတုံးရင်ကောင်းမလားမတုံးရင်ကောင်းမလားဘောနော်မတုံးဘူးဆိုရင်လည်းကိုကအခုထိကိုကစ조사ပြီးမှလုတ်ခဲ့တာဘောနော်ဒီကွန်ပျူတာတော့ဘာလို့ဝယ်ထားတာလဲအလကားဖြစ်သွားလိမ့်မယ်ဘောနော် ပြီးတော့ software လည်းဝယ်ထားတယ်ပေါ့နော်အကုန်လုံးဝယ်ထားပြီးမှကုကြမမတုံးဖြစ်ဘူးဆိုရင်လည်းကိုစူးစမ်းခဲ့တာတွေဘာမှတခုအဖက်မတင်တော့ဘူးပေါ့နော်ဒီ set ကိုဖြုတ်ပြီးဖို့လည်းကျွန်တော်လည်းနှမျောတယ်ပေါ့နော်အဲ့တော့အဲဒီတိုင်းပဲအောင် EV မှာအချိန်တခုရောက်လာတဲ့အချိန်မှာကျွန်တော်တုံးတဲ့နေရာမှာကျွန်တော်လည်းနည်းနည်းစမှုဖြစ်လာတယ်ပေါ့နော်ကျွန်တော်လည်းနည်းနည်းတွက်လာတယ်ပေါ့နော်အဲ့တော့အခုအချိန်ထိကျွန်တော်ဒီမဖြုတ်ခဲ့ရဘူးပေါ့နော်အဲ့ချိန်တော့တော့ကိုကပဲနာမည်ကြီးသမင်းငတ် လိုမျိုးဝန်ဆံဖြစ်နေမလားပေါ့နော်အခုကတော့အချိန်အတိုင်းဒါတခုရောက်ခဲ့တဲ့အတွက်ကျွန်တော်ကြောက်ရဲဒီ software နဲ့လုံးဝဒါသာသာဖြစ်နေပြီအဲဒီ software ကိုတုံးရတဲ့အရက်ဒါလေးကိုကတည်နေပြီပေါ့နော်အဲကြောင့်မလို့ဒီအခုဆိုရင်သူများဖြုတ်ဆိုရင်လည်းဒီ software ကိုဖြုတ်ပြီးမှဒီတိုင်းပဲရောင်းပါဆိုတော့လေကိုကအဲ့လိုမျိုးမရောင်းချင်တော့ဘောနော်ကိုတုံးချင်တဲ့ software တွေကိုကိုကတခြားရွေးတက်ဖို့တော့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲကြောင့်မလို့နောက်တစ်ချိန်ရရင်ဒီလိုမျိုးအဲကုံစုံဆိုင်တွေက ပဲပါဆိုင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးကွန်ပျူတာတွေပိုင်းနဲ့ဒီကွန်ပျူစီထိန်း software တွေနဲ့ရောင်းလာကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဆိုရင်လည်းကျွန်တော်မျိုးမှာဒီလိုမျိုးကွန်ပျူတာတွေနဲ့ရောင်းနေတာကအများအပြားလူငယ်တွေကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်မြင်မိတယ်လူကြီးတွေကတော့ကြိုက်တဲ့သူလည်းရှိတယ်မကြိုက်တဲ့သူလည်းရှိတယ်ဒါပေမဲ့လူကြီးတွေဆိုတာကလည်းနောက်တစ်ချိန်မှာသူတို့ကမရှိတော့ဘူးပေါ့နော်တက်တစ်ဆလူငယ်တွေကြိုက်ဖို့အရေးကြီးတယ်ဒီလိုမျိုး software လေးနဲ့ဒီ ထိမ်းပြီးမှရောက်ရင်ကောင်းမလားဆိုရင်တော့အဲတုံးဖို့အတွက်ကျွန်တော်တို့ recommend ပေးပါတယ်နောက်တစ်ချိန်မှာခက်ကတိုးတက်သွားဖို့ပဲရှိတယ်ပေါ့နော်အဲလိုမျိုးဆုပ်ယူသွားဖို့အတွက်တော့အာတိတ်မရှိဘူးလို့တော့ကျွန်တော်ထင်တယ်အဲကြောင့်မလို့အာတကယ်လို့ကိုကအာဆိုင်အစ်စ်ဖွင့်မယ်အာဒါမှမဟုတ်လည်းကိုကဆိုင်ဖွင့်ထားတယ်ဒီမျိုး software လေးတွေမတုံးရသေးဘူးဆိုရင်တော့ဒီအခုပဲဒီတုံးဖို့အတွက် ဒီလေ့လာလိုက်ပါဘောเนาะဒါတော့သူများမလုပ်ခင်မှာကိုကအရင်ဦးဆုံးလုပ်နိုင်လေပိုကောင်းတယ်ဘောเนาะသူများထက်ရှေ့ရောက်ခြင်းနဲ့ဆိုရင်အဲသူများမလုပ်ခင်မှာကိုကအရင်ဦးဆုံးလုပ်ဖို့လိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအကျိုးတဆုံတရားရရှိမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလေးလုပ်ပေးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you in the next video bye bye